ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတော့ဒေါ်စောမြလင်းရာစာအလုံးတိမှာပါရခိုင်ဒီနယ်ကသူ့အကြောင်းနဲ့ MC အကြောင်းအယူဆုံးပြောချင်တာတော့ဒူဗီဒိုဖိုင်လေးကိုအရင်နှောက်ထောင်ကြည့်ပါနော်ပြောလို့တရားမဟုတ်ဘူး။ NCA ကိုပန်းဝင်လက်မှတ်ရင်းထုတ်ခဲ့တဲ့ပုံပေါ်တယ်အများကြီးရှိသေးတယ်။အသေးသက်တွေလည်းရှိတယ်။ နိုင်ငံတကာကတည်သက်တည်နေရှိတယ်ပြည်တွင်းတည်သက်တည်နေရှိတယ်နောက်ပြလို့ရှိရင် SCA ကိုလက်မှတ်ရင်းထုတ်ခဲ့ကြတာအစိုးရတတ်တော်တက်မတော်နဲ့တိုင်းရင်းသားတိုင်းနဲ့ကြိုင်တော်နိုင်ရေးအဖွဲ့အစည်းများဖြစ်တယ်အဲဆိုတော့အဖွဲ့တစုပုဂ္ဂိုလ်တွေကနေပြီးတော့မှ SCA ပြသသွားပါပြီလို့ပြောတာတရားမဝင်ဘူး SCA ကိုလက်မှတ်ရေးထိုးခဲ့တဲ့ကျမတို့တွေကအသက်ရှိထင်ရှားရှိနေသေးတယ်။ကျမတို့တွေကပြည့်စည်သွားပါပြီလို့ခုထင်နဲ့မပြောနောင်နဲ့ပြောမှမဟုတ်ဘူးအရင်နဲ့မပြောခဲ့ဘူး။ အဲ့ဒါကြောင့်မလို့အစီပြက်စီးသွားပြီလို့ပြောတာလုံးဝမမှန်တာဘူးဖြစ်လည်းမဖြစ်နိုင်ဘူးပြက်စီးသွားမှလည်းမဟုတ်ဘူးအဲ့ဒါပဲပြောချင်ပါတယ်ကျမတို့အေးရောမှာပေါ့အခုဆိုလို့ရှိရင်ခဏဖွဲ့ချင်တယ်အရင်ကစစ်ဖွဲ့ချင်တယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့အဲတအုပ်နဲ့တအုပ်ကတော့တောင်းရလမ်းကြောင်းတခြားမှာအလုံးဟာတစ်ခရာရှိတူမှာတော့မဟုတ်ဘူး ်ချက်ကတော့ democracy နဲ့ federalism ကိုအရှိန်ခံတဲ့ပြည်ထောင်စုကိုတည်ဆောက်လို့ရတယ်။ရှင်းရှင်းပြောမယ်ဆိုတော့ရှင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အသစ်တစ်ခုကိုကျွန်တော်တို့ကလိုရှင်ကြတယ်။အဲ့လိုလိုရှင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတို့ SCA ကိုအရှိန်ခံပြီးတော့ရှင်းဖို့ဆက်ဆက်လက်ပြီးတော့ရှင်းတဲ့ရမယ်နေလာနေမှာကြားလို့ရှိရင်လည်းကဲဒါကတော့ကြားတဲ့အတိုင်းပဲအန်စီအကြောင်းကိုပြောရတာအဲ့တော့ကျွန်တော်တို့နိုင်ငံမှာလေ နိုင်ငံရေးဓမ္မတွေဆိုတော့တီးတန့်ရှိတယ်အဲ့ဒီနိုင်ငံရေးဓမ္မတွေကဘာလို့ဆိုတော်နိုင်ရေးကိုဖျက်ဆီးနေကြတာသူတို့တွေဟာနိုင်ငံရေးကိုလှုပ်ရှားဖို့ဈေးကွက်ကြီးတစ်ခုလိုတန်ဖိုးထားတယ်အခု NCA အကြောင်းနဲ့ပတ်သက်လို့အခုမပြတ်ဆီးဘူးပြောတယ် okay ကောင်းပြီ NCA ကဘာဘာဘာလုပ်တာလဲ NCA ဆိုတာအပြည့်ခတ်ရက်စဲရင်ငိမ့်ချမ်းရေးတဘောတူကြီးစာချုပ်သူရဲ့ခေါင်းစဉ်ကိုတည်းကဘာလို့ပို့လဲအပြည့်ခက်ရက်စဲပြီးငိမ့်ချမ်းကြဖို့တဘောတူတယ်လို့လက်မှတ်ထိုးထားတဲ့စာချုပ် တကယ်မြေပြင်မှာငိမ့်ချမ်းနေလားအပြစ်ကရက်စဲွားလားအဲ့တော့ MCA လက်မှတ်ထိုးတဲ့အချိန်နဲ့အခုရောက်နေတဲ့အချိန်နဲ့ပုံတယ်နီးရဆိုရင်အပြစ်ကရက်စဲပါတယ်လို့လက်မှတ်ထိုးကြပြီးဘာဖြစ်လာမလဲတပြေးပြင်းနဲ့တိုက်ပွဲတွေနဲ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 ပြီးတော့ငိမ့်ချမ်းလာမှာမဟုတ်ဘူးလားအခုလက်ရှိ MCA လက်မှတ်ထိုးပြီးတဲ့အချိန်ကနေအခုရောက်နေတဲ့အချိန်နဲ့ကတိုက်ပွဲတွေနဲလာလာတာများလာလာတာတိုင်းပြည်ပြက်လောက်ထိတွေးချောင်းစီးနေတာလား ဲ့တော့ဒီခေါင်းစဉ်ကြီးကအတုံးဝင်လားမဝင်ဘူးလားအဖြေရတာမရှင်းရှင်းလေးနော်ဒါကိုပါလေဘိုက်ဆိုင် ထမင်းစားရမယ်ဟာကိုထမင်းမစားပဲချီးတွားစားပြီးတော့ငါတို့ကထမင်းစားတာပါလို့ဩနေတော့လေဩတဲ့လူရဲ့တဘောပဲလက်ရှိအပြစ်ကရက်စင်းငင်းငင်းတဘောတူစားချုပ်ကမပြတ်ဘူးဆိုရင်လက်ရှိဒီနေ့ရခိုင်ပြည်နယ်မှာအသက်မပြည့်သေးတဲ့ရခိုင်ပြည်သူကလေးလေးတွေ ရခိုင်မျိုးသမီးတွေအပြစ်မဲ့တဲ့ရခိုင်ပြည်သူတွေစစ်တပ်ကဘုံကျဲတာဘလောက်တည်သွားပြီလဲစစ်တပ်က Navy ရေတပ်ကနေကုန်းပေါ်ကိုလှမ်းထုလို့ရခိုင်ပြည်သူတွေရဲ့အတက်အိုးရင်စီးစိမ်ဘလောက်ပြုတ်သွားပြီလဲဟမ်တိဒီစစ်တပ်ကလက်နက်ကြီးနဲ့ထုလို့ဒရုန်းနဲ့ထုလို့ရခိုင်ပြည်သူတွေအတက်အိုးရင်စီးစိမ်ဘလောက်ပြက်စီးသွားပြီလဲအဲ့တော့အပြစ်ခံရက်စိမ်းငင်းချမ်းငင်းချမ်းပါတယ်လို့တဘောတူညီချက်ထိုးထားတဲ့ ခမားတို့ရဲ့လှုပ်ရဟာဘယ်နေရာမှာအကျုံးဝင်တာစာရွက်ကြီးစာချုပ်ကြီးချိတာကိုမပစ်စည်းဘူးអော်လို့ရတော့တတလုံးអော်ဘောအဲ့ဒါဆိုစောက်ဘောဘောဟမ်တကယ်လက်တွေ့မပစ်စည်းဘူးဆိုရင်ဘာဖြစ်နေရမလဲရခိုင်ရခိုင်ပြည်နယ်မှာကိုစားပြုပြီးဒေါ်စောမြတ်လင်းရာသာတို့အဖွဲ့ကလက်မှတ်ထိုးထားတယ်ဘာလက်မှတ်လဲငိန်ချမ်းရဲ့တဘောတူစီစာချုပ်ဆိုရင်အဲ့ဒီခမားတို့အချင်းဆိုင်တဲ့ data မှာငိန်ချမ်းနေရမယ်စစ်တပ်ကလာပြီးဘုံလာကျဲစရာအကြောင်းမရှိဘူးဒါလက်တွေ့ကြကြစကားကိုပြောပြတာ ဲ့တော့ဒါပါလေနိုင်ငံရေးဆိုတဲ့အရာကြီးကိုမလုပ်နေတာလှည့်ပန်းပြီးတော့ကလိန်ကချစ်လုပ်နေတာအဲ့တော့ကျွန်တော်အခုသူများဒီဝန်ကြီးနေနဲ့ပတ်သက်လို့ဒီတော်လိုင်းရင်းမဲ့တဲ့အချမ်းနဲ့ပတ်လို့ကျွန်တော်ပြောခဲ့ပါတယ်ဒါပေမဲ့အခုကိစ္စဟာရခိုင်ဒီမြန်မာပြည်မှာတိုင်းရက်135မျိုးတည်းမှာရခိုင်ပြည်နယ်မှာရှိတဲ့ရခိုင်လူမျိုးတွေကြောင့်လူမျိုးတွေဟာဘလောက်စီးလုံးနေဆိုတော့အားလုံးတိတဲ့အတိုင်းတစ်ချိန်က NCA ဆိုတဲ့လက်မှတ်ထိုးမဲ့အချိန်မှာ အေအေကိုပါထောက်ခဲ့တာအဲ့ဒီအချိန်မှာဒါအေအေကိုအရာတွေးခဲ့ရင်အေအေဟာဒီချိန်တော့ကြီးတော့အောင်လာမှာမဟုတ်ဘူးအဲ့တော့ယေရှုတင်ရမယ် NCA မှာအေအေကိုတန်ဖိုးမရှိတဲ့ပုံစံမျိုးနဲ့မင်းအောင်နိုင်ကဘာပြောခဲ့လဲဒါဟာတောင်ပြုံးပွဲမဟုတ်ဘူးဆိုရင်စောက်ဖက်မှမှာနဲ့ပြောခဲ့တယ်အဲ့ဒီဖာတယ်မှာဒါမင်းအောင်နိုင်တောင်းနိုင်တာဟမ်အေအေကိုပြောခဲ့တဲ့စကားအေအေကိုအဲ့ဒီချိန်အဲ့လိုပြောခဲ့တာအဲ့တော့အဲ့အန်စီရင်မှာအေဒါကြောင့်မပါခဲ့တာအော်အခုအေအားကောင်းလာတဲ့အချိန်မှာ ဘာဖြစ်လဲဒေါ်ဆောင်မြတ်ရသာပြောထားတာရှိတယ်ဟမ်အင်ဟာတဲ့အချိန်ကျရင်သပွဲဝိုင်းပေါ်ကိုရောက်ကိုရောက်လာနိုင်မယ်တဲ့အာ तू ပြောမှလားလက်လက်ကန်အဖွဲတွေကဘာဖြစ်လဲအချိန်တိုင်းသပွဲဝိုင်းရောက်လာတာပဲဒါပေမဲ့အဲ့ဒီသပွဲဝိုင်းရောက်တဲ့အချိန်မှာခမားတို့မင်းအောင်နိုင်စောမြလင်းရာသာတို့အဖွဲမင်းအောင်နိုင်ပါဝင်စစ်ကောင်းဆောင်တွေဆက်ဆံရတဲ့ပုံနဲ့ဘိုးချုပ်ထွန်းမြတ်နိုင်ခေါင်းဆောင်နဲ့ အေဘက်ကနေစစ်တပ်ကိုဆက်ဆံရတဲ့ပုံဘာကွာလဲဆိုတာဇပွဲဝိုင်းမှာကြည့်ကြခမားတို့ထိုင်ခဲ့တဲ့ချိန်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါခမားဟဲဟိုကခိုင်းနေအောင်မျက်နှာငယ်နဲ့ခေါင်းညိတ်ပြီးတော့ယူနီဖောင်းနဲ့ဝင်းစောက်တလွဲတွေရှောက်လို့ရခိုင်ပြည်သူတွေစဲတာခံပြီးတော့ဟမ်အေးအေးလက်ထက်ကျရင်ဘလို့လာမလဲစောက်ကြည့်လိုက်အဲ့တော့ပြောချင်တာကမလုံနိုင်ရင်မလုံနဲ့ဘေးမဲ့နေအခုလက်ရှိရခိုင်ပြည်နယ်တော့စီးလုံးညီညွတ်တာရခိုင်တွေပဲရှိတယ်ဒီစီးလုံးညီညွတ်မှုဟာကိုမဖြိုဖျက်ကြပါနဲ့ ခမားတို့လည်းရက်ခိုင်မယ်လေဟမ်ကို့အယိုးရေးလေးချွေးလိုက်တာလေးလောက်ကိုမှတ်မောပြီးတော့ဒီစီးလုံးညီညွတ်နေတဲ့အရာကြီးကိုဖြိုဖျက်မဲ့လောက်ရဟင်မတန်ယုံမာတာလားဟမ်လူမျိုးအစုတွေထဲမှာကိုကရင်ဆိုရင်ဘာဖြစ်လဲအဖွဲတွေဘယ်နှဖွဲရှိနေခွဲထားတာဟမ်ကြိတ်တွားပြီးဘာမှလုပ်လို့မရတော့ဘူးကရင်ပြည်နယ်ကမလွယ်တော့ဘူးဘာဖြစ်လို့လဲတပုံကြီးပြောတယ်အခုကမှအန်စီသွားတက်ကောင်နဲ့ကရင်ယူထဲမှာနေဘယ်နှဖွဲဖြစ်နေတယ်စိတ်ကိုအကုန်လုံးပြောအောင်ပြောဖို့ကရင်ပြည်နယ်အကြောင်းဆိုကျွန်တော်နော် အဲ့တော့ဒါတွေဟာမလုပ်တာအချင်းချင်းတွေးခွဲခံထားရတာအဲ့တော့ဒီတွေးခွဲမခံရတဲ့ဘက်မှာရခိုင်ပြည်နယ်တစ်ခုကကျန်းနေတယ်ဒီရခိုင်တွေကစီလုံးနဲ့ညင်ညွတ်တယ်ဒါကိုစစ်ကောင်းဆောင်တွေကတိတဲ့အတွက်ကျိမ့်မနိုင်ခဲမရဖြစ်တယ်သူတို့မလုပ်နဲ့ရခိုင်ချင်းချင်းတွေးခွဲလို့မရတဲ့အဆုံးမှာဘင်္ဂါလီတွေနဲ့ဘာသာရေးရလှည့်ပြီးမီးမွေးပြီးတော့အေအေထိုးချတယ်ဟောဘလို့မဘုဂျိုထိုးမြတ်ကအမျော်အမြင်ရှိတဲ့အတွက်ကာထားတော့သူတို့ဘာသာရေးရနဲ့ထိုးချလို့မရပြန်ဘူးဟောမရပြန်တော့မလုပ်နဲ့ အာဇာအဖွဲ့နဲ့သွားပေါင်းတယ်။တချင်ကသူတို့စစ်တပ်ရဲစခန်းတွေကိုဝင်တိုက်တဲ့အာဇာကိုသူတို့ဖင်ကိုချခဲ့တဲ့အာဇာကိုအခုတော့ပါဖင်ခံပြီးသွားပေါင်းပြီးတော့ဘာလုပ်လဲ။အေအေကိုပြန်တိုက်ခိုင်းတယ်။ဘလောက်ပါကြတဲ့စစ်ကောင်းဆောင်တွေဆိုစဉ်းစားကြည့်။အဲ့လိုကောင်မျိုးတွေနဲ့လက်ဆွဲပြီးတော့ငိမ့်ချရေးပါလို့ပြောတဲ့ပါဇက်ဒီဒေါ်စောမြလေးယာသာတို့ကတော့တော်တော်တော်ဒါလူထုပုံတစ္ဆာဖောက်ဖြစ်တာပဲ။ရခိုင်ပြည်သူပုံတစ္ဆာဖောက်ဖြစ်တာပဲ။နော်ဒါကြောင့်မလို့ကျွန်တော်ဒီနေရာမှာမြစ်တာရက်ခံကျင်တာက ကျွန်တော်တို့တွေသွားဆဲနေတဲ့ရခိုင်လူမျိုးတွေတွေ့ပါတယ်နော်ဆဲနေုံနဲ့မရဘာဖြစ်လို့လဲဒီစစ်ကောင်းဆောင်တွေပေါင်းွားတဲ့ဒူတွေရာလေအဲ့ဒီခွေးချင်းခွေးချင်းအကုန်တက်တော့ကြည့်ကရင်တွေရိုးသားပါတယ်ဘလောက်ပဲပြောပြောစစ်တပ်နဲ့လက်ဝါးချင်းရိုက်ပြီးတော့စီးပွားရှာစားတောက်ွားတဲ့ကရင်ဆိုရင်လဲလိုက်တယ်မှမွတ်ထွန်းနေတယ်ဟမ်အဲအဲ့လိုပဲဘာဖြစ်လို့လဲခွေးနဲ့ပေါင်းတဲ့အတွက်ခွေးချင်းခွေးချင်းတွေတက်ကုန်တာအဲ့တော့ယုံနာအဲ့တော့ကျွန်တော်တို့ကအဲ့လူတွေကိုတွားဆဲလဲဒီကောင်တွေကမရှက်တတ်ဘူးတို့တော့မှဟိဒီအော်တာဘတ်တရားဆိုတော့ဘာမှမသိဘူး ်အရှက်တရားဆိုတော့ဘာမှမသိတော့သွားဆဲနေလို့အလကားပဲအဲ့တော့ကျွန်တော်တို့တွေဟာသူ့ရဲ့လောက်ရက်ဒီလူမျိုးစုကိုဘလို့ထိခိုက်တယ်ဘလို့စီးလုံးညီညွတ်မှုကိုပြစ်ပြားစေတယ်ရန်သူရဲ့အတုံးချခံဘဝဘလို့ရောက်နေတယ်စသဖြင့်အချက်နဲ့အလက်နဲ့ပြောမဲ့လူတွေများများထွက်လာတာဒါလူမျိုးတိုင်းကိုကျွန်တော်ပြောတာဗမာမှာပဲဖြစ်ဖြစ်ကရင်မှာဖြစ်မွန်မှာအားလုံးထွက်ပြောကြပါဒီချိန်မှာမဟုတ်တာလောက်တဲ့လူတွေကိုကျွန်တော်ထိုင်ကြည့်လို့မရဘူးဘာဖြစ်လို့လဲအာနာရှင်တွေကကျွန်တော်တို့တိုက်နေတာလက်နက်နဲ့တိုက်နေတာတခုတစ်ချင်းနေတာ မှားပါလိမ့်မယ်နော်နီလန်းပေါင်းစုံနဲ့တိုက်နေတာတက်ရှိုးတယ်သွေးခွဲတယ်ပိတ်ဆို့တယ်ဖြက်လေးပြက်ပိတ်ထားတယ်ပြီးအကြောက်တရားနဲ့၆အောင်လုပ်တယ်အချော့တရားနဲ့ညူဆွဲပြတယ်ပျော်ပွဲရှင်ပွဲတွေလုပ်ပြညိုးစုံလုပ်နေအဲ့ဒါတွေအားလုံးဟာထိုးစစ်တယ်ဒါတွေအားလုံးကိုကျွန်တော်တို့ပြည်သူဘက်ကကောင်းကောင်းသိဖို့လိုတယ်နော်အဲ့တော့ဒီနေ့မှာကျွန်တော်မြင်တာရခိုင်ကရခိုင်ပြည်သူတွေအနေနဲ့ဒီထက်စီးလုံးနိုင်အောင်ပုံနေပေးကြပါခမားတို့လိုချင်တဲ့ပန်းတိုင်းဟာလက်သေးကိုမိနေတယ် အပြည့်ဝမရောက်သေးတာပဲရှိသေးတယ်အဲ့တော့ဘာအတွက်နဲ့မှနွားပွဲကြားဆွဲလိမ့်မယ်အဲ့ဒါလေးကိုမှတ်ထားပါတည်ရုပ်တဲ့သူတွေတူလန်းသူသွားလိမ့်မယ်ရပိုင်ခွင့်နဲ့မြားလို့လဲမပါတော့နဲ့လုတ်ပိုင်ခွင့်နေရာနဲ့မြားလို့လဲမပါသွားစေနဲ့နော်အခုစောမြလေးညာသာလို့ဖွဲ့ကိုလက်နက်တွေတက်ဆင်ပေးတယ်အဲယူနီဖောင်းတွေဝတ်ပေးပါဘာဒီမှန်းလို့ဗယံပဓာတွေအိုးဟမ်ဒါတော့စီးလုံးကြီးညို့အောင်မှဘုတို့ထမင်းနဲ့ဥဆောင်မှုအောင်မှအတားလေးဒါနိုင်ချွတ်တွေကပြောသေးတယ် အားတဲ့ဒါတဲ့ဟိုစစ်ရေးရစစ်ရေးရတွားတယ်ပေါ့နိုင်ငံရေးနိုင် no မဟုတ်ဘူးနော်လုံးဝမားတယ်ကျွန်တော်တို့ကပြက်သားမယ်စစ်ရေးစစ်ရေးရတွားတယ်တလန်းနိုင်ငံရေးနိုင်ငံရေးရတွားတယ်တလန်းဆိုတော့အဲ့အဓိပ္ပာယ်မဲ့တဲ့စကားလုံးဝမားတယ်တလန်းပဲရှောက်ကမယ်အခုသူတို့ပြောလာတယ်နော်အရှိမပြောထားသေးတယ်ဟိုတွဲဆောင်ဆွန်တွေးရပဲ အဆုံးသတ်တယ်ပေါ့အဲ့တော့အစိုးရကလည်းပေးနိုင်တဲ့တော့ကိုပေးလိုက်မယ်ကိုကလည်းအဲကိုလိုချင်တဲ့ဟာကိုတောင်းအဲ့ဒီကြားထဲမှာမှညှိယူရလိမ့်မယ်ဆိုတော့အဲ့ဒီစကားတွေခမရတို့ပြောလာဗန္တတိရှိသွားပြီလေမဟုတ်သိချင်လို့ပါမေးကြည့်ပါအဲ့ဒီဒေါ်စောမြလေးရသောခမရတို့အဲ့လိုတောင်းလိုက်ညှိလိုက်လှုပ်လာတာဗန္တတိရှိသွားပြီလေလို့ခမရနိုင်ငံရေးလောကရဲ့စဝင်တဲ့ကတောင်းလိုက်ညှိလိုက်ညှိတုဖင်ငါချလိုက်ငါဖင်တူချလိုက်လှုပ်လာကြတာဘာဖြစ်လဲအောက်ကပြည်သူပဲဒုက္ခရောက်တယ်နောက်ဆုံးရခိုင်မှာလေပင်တင်တယ်ရခိုင်ပြည်သူတွေကိုနိုင်ငံတကာကလှူတဲ့ပစ္စည်းတောင်မှ ဂျားကဖြတ်မျိုးစော့တာခံတယ်အောက်ချေပြည်သူဘုံကစဉ်းစားကြည့်အဲ့ဒီလိုဟာမျိုးတွေကိုခင်ဗျားတို့ဘာတခုပြည်သူဘက်ကမမမရက်ပြီးလုပ်ပေးတယ်ဟမ်စဉ်းစားကြည့်အဲ့တော့အပေါ်ရင်လာမပြောနဲ့စစ်ရေးရသွားနေတာစက်ခွနဲ့ပြည်တယ်မှာ73မြို့နယ်ကိုတိန်းထားဘူးဟာပြီးရခိုင်တမီနယ်လုံးရှင်းပြရင်တိန်းရင်ကုန်တော့မယ်ဘာမှထပ်ပြီးတော့နောက်ထပ်နီးလည်းမလိုဘူးလူတို့ကလည်းတတန်မှတ်တဲ့စီးလုံးပြီးသားတသွေးတတန်နဲ့အောက်မှာအကုန်ညင်ညွတ်ပြီးသားဘာမှထက်ရှည်စရာအကြောင်းမရှိဘူး ဘာနိုင်ငံကြီးနည်းလည်းမလိုတော့ဘူးပြက်သားမဲ့အချိန်မှာမပြက်သားရင်လားရန်သူလက်မှာခံသွားလိမ့်မယ်ဒါကိုတီးဖို့လိုတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ပြောချင်တာကလူမျိုးတိုင်းမှာတပ်ချိုတွေးခွဲနေတယ်အဲ့ဒါကိုတီးဖို့လိုတယ်ဒဇိန်ကလာပြီးတော့ကိုယ့်လူမျိုးတွေတပ်ချိုတွေးခွဲလို့မရဘူးကိုယ့်လူမျိုးတွေကလူတော်လိုင်းတဲ့မှာဆိုလေကိုင်းကပြောသလိုဟိုဘက်ရက်ကွက်ကဘောမတွေပုတ်ခွေးတွေကတော်လိုင်းဘက်အချမ်းကိုလာပြီးတပ်ချိုတွေးခွဲလို့မရဘူးဘသူကလုံပါလဲကိုယ့်တော်လိုင်းရေးတဲ့က တတိမမှန်တဲ့လူပဲလုပ်ပါအဲ့ဒါလိုပဲလူမျိုးစုတွေထဲမှာလဲသူများလူမျိုးစုကကိုယ့်လူမျိုးစုကိုလာခြေလဲသွေးခွက်လို့မရဘူးစိတ်ချဘယ်သူကလုပ်မှာကိုယ့်လူမျိုးတွေကတတိမမှန်တဲ့လူတွေကလုပ်မှာအဲ့ဒါကိုကောင်းကောင်းသိဖို့လိုတယ်ဒါကြောင့်မို့လို့ခမားတို့ကျွန်တော်တို့ဟာကိုယ့်အကိုစွန်းစံဖြစ်တန့်ရှင်းစင်ကြယ်တဲ့လူတွေတိတ်ခါရှိတဲ့လူတွေဖြစ်တဲ့ဆိုရင်ကိုယ့်စွန်းစံတဲ့ကိုရောလာတဲ့ကြွက်ချီးကိုရောက်ဖယ်ထုတ်ကြပါနော်ကိုယ့်စွန်းစံတော့အပြစ်မခံကြနဲ့ ကိုလူမျိုးဘယ်တော့မှစီးလုံးမှုအပြိုပြက်မခံနဲ့ညီညွတ်မှုကိုအပြိုပြက်မခံနဲ့စီးလုံးမှုညီညွတ်မှုပြိုပြက်အောင်ရန်သူအကြိုက်လုံလာပြီဆိုရင်အဲ့လူကိုတစ္ဆာဖောက်နေတာထားလိုက်ပါဒါရှင်းရှင်းလေးပဲ